ငလင်ပေးသင့်ပြည်သူတွေအတွက်အလွန်ငွေပေးရလူရန်မွဲကိုဒီနေ့ဧပြီ1ရက်ကနေပြည်တော်မှာပြုလုပ်ခဲ့ပါတယ်။ငလင်ပေးသင့်ပြည်သူတွေအတွက်အလွန်ငွေပေးရလူရန်မွဲအခမ်းအနားမှာအလှူရှင်တွေကငွေသာငွေကျပ်104.4ဘီလီယံအလှူပစ္စည်းငွေကျပ်12.4ဘီလီယံစုစုပေါင်းငွေကျပ်116.84ဘီလီယံကိုလှူဒန်းခဲ့တယ်လို့သိရပါတယ်။ဒီအခမ်းအနားကို NASA ကဥက္ကဋ္ဌနဲ့အတူ NASA ကဒုဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့အဖွဲ့ဝင်တွေပြည်ထောင်စုဝန်ကြီးတွေဒုတိယဝန်ကြီးတွေနဲ့အလူရှင်စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ပါတယ်။အခမ်းအနားမှာမလ28ရက်ကပြင်းအား9.8 Richter scale ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက်စာနာနားလည်မှုတွေနဲ့အတူထတ်တူဝမ်းနဲ့ကြေကွဲရကြောင်းမှတ်တမ်းတင်ပြီးတမနစ်ငြိမ်သက်စွာရက်တံပြီးဥညွတ်ကာရပြူတာတွေဆောင်ရွက်ခဲ့ပါတယ်။